YWD online media ကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်တွေကိုထပ်မံတင်ဆက်ပေးမယ့်တင်ဒင်ကတော့အောင်တုခဓမ္မရိပ်သာចောင်းတိုင်းမှာနေရာဒီရင်ကြီးလီမှာတင်နန်းဖွင့်လှစ်တဲ့တင်ဒင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတကုံစိတ်ကမ်းမြို့နယ်63ရပ်ကွက်ရှိ အောင်တုခဓမ္မရိပ်သာចောင်းတိုင်းမှာနေရာဒီရင်ကြီးလီမှာတင်နန်းကိုမြန်မာတက်ဂရီ1386ခုတပေါင်းလာပြေကျော်12ရက်2025ခုနှစ်မတ်လ25ရက်နေ့ကဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါတင်နန်းကိုတပတ်လျင်၃ရက်အင်္ဂါပုတ်တဟုစတပရီမနက်၈နာရီခွဲကနေ၉နာရီခွဲထိတင်ကြားတယ်လို့ဆိုပါတယ်။အင်္ဂလိပ်စာမြန်မာစာများကိုတော့မြန်မာစာရေးတက်ဖတ်တက်စီရန်အဓိကဒါတင်ကြားပေးကအင်္ဂလိပ်စာအခြေခံကိုတေချာကျနာပိုင်နိုင်အောင်တင်ကြားပေးပါတယ်။နွေရသည်ယဉ်ကျေးလီမှာတင်နံဖွင့်လက်တင် जा ပေးတာနဲ့ပတ်သက်ပြီးအောင်တုခပရိယတိစာတင်တိုင်းမှာစာချဆရာတော်အောင်တုခ ဒမတ်စကူးတာဝန်ခံဆရာတော်ဗဒနာဝိမလာက အခုလိုမိန့်ကြားထားပါတယ်ဒီနေ့တင်နန်းနဲ့ပတ်သက်ဒီနေ့တင်နန်းကနှစ်စဉ်တစ်တိုင်းဖွင့်နေတဲ့နိုင်ငံတော်တန်ခတ်မာနာယကအဖွဲ့ကစီရင်ချင်းပါတဲ့ရင်ကြီးလိမ်မှာတင်နန်းဖြစ်ပါတယ်ရင်ကြီးမှုတင်နန်းဖြစ်ပါတယ်ဒီရင်ကြီးမှုတင်နန်းကိုဘုန်းတော်ကြောင့်မှာဖွင့်လာတာတော့15နှစ်16နှစ်လောက်ရှိပါပြီဒါပေမဲ့ဒီတန်ခတ်တော်တန်ခတ်မာနာယကအဖွဲ့ကကြီးမှုကျင်းပါတဲ့သမ္မတရကတော့ နှစ်ပေါင်း90ကျော်ရှိနေပါပြီ။နေရာနေရာဒေတာတိုင်းမှာဖွင့်ဖို့အတွက်လည်းနိုင်ငံတော်တန်ခတ်မာနာကကညွှန်ကြားထားတာဖြစ်ပါတယ်။အခုနိုင်ငံတော်တန်ခတ်မာနာကဖွင့်ရညွှန်ကြားမှုအတိုင်းစီစဉ်ညွှန်ကြားမှုတိုင်းဖုံးလို့နေရာဒီရင်ကျေးလိမ္မာတင်နန်းကိုဖွင့်နေရဖြစ်ပါတယ်။ယခုနှစ်ဖွင့်လက်တဲ့နေရာဒီရင်ကျေးလိမ္မာတင်နန်းမှာတင်နန်းတယောက်သူတင်နန်းသားတင်နန်းသူ40နီးပါးရှိပါတယ်။နေရာဒီရင်ကျေးလိမ္မာတင်နန်းစာမေးဝဲဖြည့်ဆွရမှာပတ်သက်ပြီးတော့ ဆရာတော်ဗဒနာဝိမလကဆက်လက်မင်ကြားပါတယ်။နိုင်ငံတော်တန်ခမန္တကအဖွဲ့အစည်းချင်းပါတဲ့ရင်ကြီးမှုတင်နန်းကစာမေးပွဲဖြေကြရတယ်။စာမေးပွဲဖြေတဲ့ကံမှာဘာသာရက်၃ရက်ရင်ကြီးမှုဘာသာရက်ရဲ့မြန်မာစာဘာသာရက်ရဲ့အဘိဓမ္မာဘာသာရက်တို့၃ဘာသာရက်၃ရက်ကိုကလေးတွေကသင်ကြားပို့သင်ကြားကြရတယ်။အဲ့ဒီဘာသာ၃ရက်ကိုစာမေးပွဲဖြေကြရပါတယ်။အဲ့တော့ဒီနေ့ကနေဘုန်းတော်စာဖွင့်တယ်ဆိုလို့ရှိရင်စာမွေးဖြေရတာကတော့မေလာထဲမှာစာမွေးဖြေရတာဖြစ်ပါတယ်အဲ တပတ်ကိုဖုန်းတို့ကတော့3ရက်ဖွင့်ပါတယ်အင်္ဂါဘုဒ္ဓချက်တာပရိ3ရက်ဖွင့်ပါတယ်ရည်ရွယ်မှုတင်တန်းကိုတော့မနေ့7နာရီခွဲကနေ9နာရီခွဲထိဆိုပြီးတော့ဒီနေ့ကိုတနာရီတင်ကြပေးပါတယ်ဖုန်းတို့ဒီရည်ရွယ်မှုတင်တန်းနေတကယ်လို့ဆိုလို့ရှင်ဖုန်းတို့ရဲ့ပတ်ဝန်းရှင်မှာရှိတာကခလေးတွေတော်တော်များများကအခုနောက်ပိုင်းမှာအရင်တော့ကဆိုចောင်းသားဒီနေရာတင်ချင်းလေးမှာတင်တန်းဆိုចောင်းသား100ကျော်200ဝန်းကျင်လောက်ရှိတယ် အခုနောက်ပိုင်းကလေးတွေကမတက်နိုင်ကြတော့ဘူးမတက်နိုင်ကြတော့အကြောင်းရင်းကတော့တချို့ကလေးတွေမှာဘုန်းတို့တွေ့ရတော့ပေါ့တွေ့ရတော့ကလေးတွေမှာ grade 7 8လောက်ဒီရွယ်တွေရောက်လာပြီဆိုလို့ရှိရင်ကလေးတွေကစိတ်မကောင်းစွာပဲအလုဆင်းနေကြရတယ်။ပေါမုံဆက်ယုံနေဆက်ပြဆက်ယုံနေမှာကလေးတွေကအလုဆင်းနေကြရမိဘတွေကလည်းပဲစာဝတ်နေရေးတွေဆင်မပြေကြတဲ့အခါကျတော့ကလေးတွေကိုအလုပေးလုပ်ကြရတယ်ပေါ့အဲ့တော့ညရာဒီမှာအားတဲ့အချိန်လေးမှာကလေးတချို့ကလေးတွေကအဆင်မပြေတဲ့ကလေးတွေက အလုပ်ယုံနေမှာအလုပ်လုပ်ကြရတယ်အစဉ်ပြေတဲ့ခရီးတွေကြပြန်တော့လည်းပဲကျူရှင်တက်ကြတယ်အခြားသောအင်္ဂလိပ်စာသင်တန်းတို့ဘာတို့ဒါမျိုးတွေတက်ကြတယ်ပေါ့ဒီကတော့ကျူရှင်တွေတက်ကြတာပေါ့နော်ကျူရှင်တွေကစပြီးတော့ဖွင့်နေပြီဆိုတော့ကျူရှင်နေစီရောက်သွားကြရတယ်ဒီဘက်မှာဘုံဘုံတို့မျောမှန်းထားတဲ့အကျိုးရလကတော့ပြည့်ပြည့်စုံတဲ့အကျိုးရလတွေတခုတော့မရောက်လာခဲ့ဘူးဘာလို့လဲဆိုတော့ကလေးတွေအကုန်လုံးဒီမြေယာတီမာရင်ကျိမ့်မှာတင်နေတက်စီကျင်တာပေါ့ တက်စီခြင်းနဲ့အမေကလေးတွေအကုန်လုံးကမရောက်လာခဲ့ကြတော့အကျိုးရလတ်အနေနဲ့ဆိုလို့ရှိရင်ဒီရင်ကျင်းမှုဘာသာရေးအရာဆိုရင်ကလေးတွေဖျားရှိခိုးတတ်အမေတဏ္ဍကုံသုံးပါးငါးပါးသီလစောင့်ထိန်တတ်ရမယ်ဆွမ်းမရည်ချံကတ်တတ်ရမယ်မေတ္တာပို့အမြတ်ဝေတတ်ရမယ်အဲ့လောက်ကိုဘုန်းတော်ပိုင်ပိုင်နိုင်နိုင်ရရှိဖို့အတွက်ကလေးတွေကိုနှုတ်ရသည်မှာလေ့ကျင့်သင်ကြားပေးရဆိုတော့လာတတ်တဲ့ကလေးတွေအနေနဲ့ဒီလိုဖျားရှိခိုးခြင်းမေတ္တာပို့အမြတ်ဝေခြင်းဆွမ်းမရည်ချံကတ်လူခြင်းအစရှိတဲ့ဗုဒ္ဓဘာသာရဲ့အခြေခံအကျိုးရလတ်တွေတော့ကလေးတွေရရှိသွားမှာဖြစ်ပါတယ် အဲဒီသင်တန်းနဲ့ပတ်သက်ပြီးတော့ဘောမုံတို့အနေနဲ့ကတော့အဲခလေးတွေကိုဘုရားနွေရာသီအားလက်တဲ့အချိန်လေးမှာတနေ့ကိုတနားရီလောက်ပဲသင်ညာတစ်ပတ်မှ၃ရက်လောက်လေးကိုမိဘများအနေနဲ့အဲရင်းချင်းလေးမှာသင်တန်းကိုပို့ပို့ဆောင်ပေးကြဖို့လဲတိုက်တွန်းချင်ပါတယ်ခလေးတွေကို grade 4ကနေပြီးတော့အထက်ကိုဘောမုံတို့တွေလက်ခံသင်ကြပေးပါတယ်ပေါ့နော်ငယ်ပိုင်းကလေးတွေကိုကြတော့ငယ်ပိုင်းကလေးတွေကိုကြတော့ grade 1 2 3 လေးတွေကိုကြတာဘုန်းတို့တွေမြန်မာစာဘာသာရဲနဲ့အင်္ဂလိပ်စာဘာသာရဲမြန်မာစာဘာသာရဲမှာဆိုလေအခုဘုန်းတို့တွေဓမ္မစုသင်တဲ့အခါခရစ်ဒီဗုဒ္ဓဘာသာရင်ချင်းလေးမှာသင်တဲ့သင်တဲ့အခါကြာလို့ရှိရင်ကလေးတော်တော်များများကိုစာဖတ်ခိုင်းတဲ့အခါမှာမြန်မာစာကိုကောင်းကောင်းမပတ်တတ်တာတွေ့ရတယ်မြန်မာစာကိုမဖတ်တတ်တဲ့အခါကျတော့ဘုန်းကဒီနေ့မြန်မာစာသင်ပုံကြီးဖတ်စာသင်တန်းဆိုပြီးတော့ဖုန်းလောက်ထားတယ်ပေါ့နော်အဲ့ဒီသင်တန်းချင်တော့ညနေ3နာရီ4နာရီကနေပြီးတော့9နာရီခွဲအထိအဲ့ခလေးတန်းကနေပြီးတော့စပြီးတော့မြန်မာစာ မဖတ်တတ်တဲ့မရေးတတ်တဲ့ကလေးတွေကိုမြမစာတင်မုံကြီးကိုဟိုတုန်းကပေါင်းတော့ငငယ်တော့တင်ခဲ့ရတယ်တင်မုံကြီးဖတ်စာအတိုင်းအဲတင်မုံကြီးဖတ်စာကိုပြန်ပြီးတော့ပို့ချပေးဖို့အတွက်တင်ချပေးဖို့အတွက်ရည်ရထားပါတယ်အဲ့တော့မိမိရဲ့ကလေးတွေကိုမြမစာဖတ်တတ်စေဖို့ရယ်ပြီးလို့ရှိရင်အင်္ဂလိပ်စာဆိုလို့ရှိရင်လည်းဖုန်းနဲ့တပည့်တွေဟိုဌာနတက္ကသိုလ်မှာတက်နေတဲ့တပည့်တွေကနေပြီးတော့ညရာစီကြောင်းပဲ့တဲ့အချိန်မှာအဲတက္ကသိုလ်ကကြောင်းသားတွေက final ကျောင်းသားတွေကနေပြီးတော့ဒီမှာအင်္ဂလိပ်စာသင်တန်းတွေလည်းပို့ချပေးမှာဖြစ်ပါတယ်ဘုန်းကိုယ်တိုင်လည်းပို့ချပေးမှာပါအဲ့တော့အင်္ဂလိပ်စာသင်တန်းလည်းပို့ချပေးမှာဖြစ်လို့မြန်မာစာသင်တန်းလည်းပို့ချပေးပါတယ်အဲဒါကြောင့်ကလေးမိငယ်များကိုမြို့မြို့ရဲ့ကလေးများကိုမြန်မာစာဖတ်တတ်စေဖို့အင်္ဂလိပ်စာအခြေခံပိုင်နိုင်စေဖို့အတွက်ဒီသင်တန်းကိုလာရောက်ပို့ဆောင်ပေးကြဖို့လည်းတိုက်တွန်းလိုပါတယ်ပို့ဆောင်ပေးစီချင်ပါတယ်အောင်သူခပရိယတ်ဒီစာသင်တိုင်းမှာနွေရာသီရင်ကျေးလီမှာသင်တန်းဖွင့်လှစ်တဲ့အပြင်ဒမတ်စကိုဗုဒ္ဓဘာသာသင်တန်းကိုလည်းဖွင့်လှစ်တယ်လို့သိရှိရပါတယ်ရှင်